နာဂိဆိုင်ကလုန်းမြန်မာနိုင်ငံကိုတိုက်ခိုက်ခဲ့လို့လူပေါင်းတသိန်းကျော်တေချီပျက်စီးခဲ့တာခုနှစ်နှစ်မြောက်တဲ့နှစ်ပတ်လည်မှာတော့အဲ့ဒီအချိန်တုန်းကမိုးစလဌာနမှာတာဝန်ယူခဲ့သူပညာရှင်ဒေါက်တာထွန်းလွင်ကသူကိုယ်ရန်ရေးတဲ့ကျွန်တော်နဲ့နာဂိပန်းနဲ့ပေါက်တာလဲနာကျင်နေဆိုတဲ့စာအုပ်ကိုထုတ်ဝေလိုက်ပါတယ်။နာဂိနဲ့ပတ်သက်ပြီးဆရာကြီးဦးထွန်းလွင်ဘာရီရှင်းပြခြင်းတည်းနာဂိမုံတိုင်းဟာမြန်မာပြည်မှာတမိုင်းဝင်တဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးဖြစ်ပြီးဒီဖြစ်ရမှာမှန်ကန်တဲ့မှတ်တမ်းမရာကြံခဲ့ဖို့အတွက် သူတာဝန်ယူခဲ့တဲ့မိုးလေဝသဌာနပေါ်လူတွေအထင်မြင်လွဲမှားနေရတွေကိုအပြစ်မှန်သိအောင်ရေးသားခဲ့ပါတယ်လို့ဒေါက်တာထွန်းရင်းကဆိုပါတယ်။တန်တရားတွေရှင်းစီခြင်းတလို့နောက်တစ်ချိန်မှာသဘာဝအနေဆန်ရအလုပ်တွေမှာအထောက်အကူဖြစ်စေချင်တာကြောင့်ရှင်းပြဖို့ရည်ရွယ်တယ်လို့ပြောပါတယ်။နံပါတ်၁ကတော့နာဂိစ်ဖြစ်ရကြီးကမြန်မာနိုင်ငံမှာသမိုင်းဝင်တယ်။သမိုင်းဝင်တော့ဒီလိုသမိုင်းဝင်ဖြစ်ရမှာမှန်ကန်တဲ့မတမတ်ရာကြံသင့်တယ်ပေါ့။နော်။နောက်တစ်ခုက ဆရာလုပ်ခဲ့တဲ့ဘုန်းတွေကဌာနပေါ်မှာလူတွေအမြင်လွဲနေတယ်။အဲ့ဒီအမြင်လွဲနေတာတွေကအမှန်သိအောင်ပေါ့နော်။အဖြစ်မှန်သိအောင်ဒီနှစ်ချက်နဲ့ရည်ပဲပြီးရေးလိုက်ရပါပဲ။အဲ့ဒါကြိုးရေးလိုက်တဲ့အခါမှာပြစ်မှတ်မှုသိလို့ရှိရင်နောက်တစ်ချိန်နိုင်ငံမှာတဘာဝဘီရနဲ့ကာဝေးရေးလုပ်ငန်းတွေလုပ်လို့ရှိရင်ဒါအထောက်အပံ့တစ်ခုပေါ့နော်။ဖြစ်အောင်ဆိုရင်ရွေးချယ်နဲ့ရေးရပါပဲ။ On Publishing House ကနာဂိခုနှစ်ပြည့်ထုတ်ဝေတဲ့ဒီဆောင်မှာ မြဝပြုံမမှာအန္တရာယ်ကြီးတဲ့အချက်ဆက်ချက်ဖြစ်တဲ့မြေနိုင်ဒေတာလူရည်ထူတတ်မှုမြဝရီပေါ်များတာမုံတိုင်းကာကွယ်တဲ့အဆောင်နဲ့အသက်ကယ်ကုန်းမြင့်တွေမရှိတာဘေးအန္တရာယ်ပြမြေပုံမရှိတာဒေတာကန်တွေမုံတိုင်းတွေ့ကြုံမရှိတာနဲ့ဒီရေဆန်ရတွေ့ကြုံမရှိတာဒီရေတော်ပြုံးတိတာတွေနဲ့လမ်းပန်းဆက်သွေးညံ့ဖြစ်တာတွေကိုသုံးသက်ထည့်သွင်းထားတယ်လို့ဆိုပါတယ်ဒီဆောင်ရောင်းချတဲ့ဂျုံမြတ်တွေကိုဆီမတ်ဒေါ်တန်းမြောင်ရဲ့အောင်ဖောင်ဒေးရှင်းကိုလှူဒန်းသွားမှာဖြစ်တယ်လို့လည်းပြောပါတယ် မြန်မာပြည်မှာမကြုံစဘူးတိုက်ခိုက်ခဲ့တဲ့နာဂင်မုံတိုင်းဟာအသက်အိုးအိမ်စီးတဲ့တွေအများကြီးပိတ်ဆက်ခဲ့ရတယ်လို့တဘာဝပတ်ဝန်းကျင်ပျက်စီးနေတာတွေကြောင်းပြူတင်ကာကွယ်လိုတဲ့အသည့်စစ်တွေရဲ့တတိပြူနိုင်လာဖို့ဒီစာအုပ်ကနေမျှော်လင့်ပါတယ်လို့ဆိုပါတယ်။